ရိကန်နိုင်ငံမီရှိဂန်ပြည်မှာဖျားကြောင်းတစ်ကြောင်းကိုစနစ်သမားကကားနဲ့ဝင်တိုက်ပစ်ခတ်ပြီးမီးရှို့လို့လူလေးဦးသေပြီးများပြားထန်ရတယ်လို့သိရပါတယ်။မေဂန်နိုင်ငံမီရှိဂန်ပြည်နယ်မှာရှိတဲ့ဖခင်အကြောင်းတစ်ကြောင်းကိုတနက်သမားတယောက်ဟာအဲ့ဒီလိုမျိုးလုပ်ရတဲ့ပတ်သက်ပြီးဘာကြောင့်လုပ်လဲဆိုတာစုံစမ်းနေတုံပဲလို့ရဲအရာရှိတွေကပြောပါတယ်။မီရှိဂန်ပြည်နယ်ဒက်ထရိုက်မြို့နောက်မြောက်ဘက်မိုင်60ခန်းကွာ Grand Blanc မှာရှိတဲ့ဖခင်အကြောင်းကိုတိုက်ခိုက်မှုဖြစ်ချိန်ဖခင်အကြောင်းတွင်လူရာနဲ့ချီဝပြုစုတောင်းနေပါတယ်။ ။သနသမားကမရှိဂန်ပြည်နယ်ဘာတမြို့မှာအသက်40ရွယ်တောမတ်ဂျက်ကောဆန်လို့သိရပါတယ်။သူကိုဖခင်ကြောင့်ကပ်ပခဲ့မှာရဲတွေနဲ့အပြန်အလှန်ပြစ်ခတ်ပြီးသူကနောက်ဆုံးသေဆုံးခဲ့ပါတယ်။ဒါဟာတမင်ပြစ်မှတ်ထားတဲ့တိုက်ခိုက်တဲ့အကြမ်းဖက်မှုလို့အာဏာပိုင်တွေကပြောထားပေမဲ့အသေးစိတ်ကြောင်ရင်ကိုစုံစမ်းစစ်ဆင်နေစေဖြစ်ပါတယ်။မိလောက်မှုကြောင့်အဆောင်နေရာအများပြပျက်စီးပြီးလူတချို့ပျောက်ဆုံးနေပါတယ်။တနက်သမားဟာကားတစ်စီးနဲ့ဖျားเจ้าတကားကိုဝန်တိုက်ခဲ့ပြီး ဝိပုစုတောင်းနေသူတွေကို right president နဲ့အချက်ပေါင်းများစွာပြစ်ခတ်ခဲ့ပါတယ်ရဲတပ်ဖွဲ့ကအခင်းဖြစ်ပေါ်နေရချက်ချင်းရောက်ရှိခဲ့ပြီးပြစ်ခတ်မှုပြီး10မိနစ်ကြာမှာဒေသစံတော်ချိန်မနက်7:00နာရီခွဲမှာတနက်သမားကိုတုံ့ပြန်နိုင်ခဲ့ပါတယ်မိလောက်ကြောင့်မူဘယ်အားစတင်ခဲ့တယ်ဆိုတာစုံစမ်းနေစေဖြစ်ပြီးတနက်သမားကရှုတ်ခဲ့တာလို့ယုံကြည်ကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်လက်ရှိမှာတနက်သမားရဲ့ပိုင်ဆိုင်မှုတွေကိုစစ်ဆေးနေပြီးလက်ကင်ဖုန်းမတန်းတွေကိုလည်းစစ်ဆေးနေပါတယ်အကြောင်းရင်းကိုဖော်ထုတ်ဖို့လှုံ့ဆော်နေပါတယ်စုံစမ်းစစ်ဆေးမှုတွေ FBI အေဂျင့်တရားကိုဖျန့်ချက်ထားနေလို့ရဲတပ်ဖွဲ့ကပြောပါတယ် နောက်ထပ်ရရှိတဲ့အချက်လက်တွေအရဆိုရင်တနတ်သမားရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူတွေက2ဦးဟာတနတ်တရားတွေနဲ့တေဆုံးခဲ့တာလို့ဆိုပါတယ်။နောက်ပြီးတော့မီးလောင်မှုကြောင့်ပျက်စီးကြီးမားခဲ့ပြီးလူတချို့ပျောက်ဆုံးနေတာတွေရှိနေတယ်လို့ရဲတပ်ဖွဲ့ကြီးကပြောပါတယ်။တေဆုံးသူရေတွက်ကလည်းပျောက်ဆုံးနေတဲ့သူတွေကိုပါရှာဖွေနေစေဖြစ်တဲ့အတွက်ကြောင့်ခံမရခံနေပါတယ်။ အဲ့ဒီအဆောက်အုံလေးကိုတနသမဟာကောင်းတဲ့မောင်းဝင်လာတာကိုတွေ့ရတယ်လို့ဖះเจ้าမှာလာရောက်သူတွေကပြောပါတယ်တနသမမှာတနက်ပါလာလားမပါလာဘူးလားဆိုတာသိစားမသိရတဲ့အချိန်မှာအဲ့ဒီလိုမျိုးပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်လက်ရှိဖះเจ้าမိလောက်မှုကတော်တော်လေးကိုကြီးကြီးမားမားပျက်စီးခဲ့တယ်လို့သိရပါတယ်